အားလုံးပဲမင်္ဂလာပါခင်ဗျာအသက်ရှူတိုင်းငွေဝင်နေတဲ့သူရဲ့လက္ခဏာလမ်းကြောင်းမျိုးကဘယ်လိုမျိုးပါလဲပုံမှာပြထားတဲ့လက်မှာလက်တံအောက်ကဗုဒ္ဓဂူမြင်မှတ်နဲ့လက်ကျွယ်အောက်ကအောင်မြေလမ်းတို့ဟာအပြက်လမ်းကင်းကင်းနဲ့ရှိနေပါမယ်ဗုဒ္ဓဂျိုခုံကမိုးမောက်ပြီးလပနေမယ်တနင်္ဂနွေဂျိုခုံကလည်းတန့်ရှင်းပြီးမိုးမောက်နေမယ်ဆိုရင် အသက်ရှူတိုင်းငွေဝင်လာပါလိမ့်မယ်ဘလောက်ထိဝင်နိုင်လဲဆိုရင် မိမိခါတိုင်းဝင်တာထက်အစ30လောက်အင်အားရှိတဲ့ငွေတွေကိုရတတ်ပါတယ်။အဓိကက လက်အရောင်နဲ့အသားရည်ပေါ်မူတည်ပြီးတော့ငွေကြေးရရှိမှုဟာလည်းအနိုင်မြင့်ရှိနိုင်ပါသေးတယ်။နောက်တစ်ခုကတော့ငါးဘာသာဂုံလူရှင်ရဲ့လက္ခဏာပဲဖြစ်ပါတယ်။ညံကောင်းတဲ့ကလေးတော်တော်များများဟာလက်ကလေးတွေနူးညံ့တိမ်မွေ့ပြီးကန်ကြည့်ရင်ပျော်အီးအီးနဲ့ရှိနေတတ်ပါတယ်။ဒါကူအပြင်ကမြင်ရတဲ့မိခင်တွေကအပြင်းထူတယ်လို့ထင်ကြလို့ရှိပါတယ်။ အဖြက်ရည်ကင်းပြီးညံလန်းကိုဒင်းခနဲ့လင်းခနဲ့မြင်ရတာနဲ့ကိုလက်ရက်အမြင်ကပါတိမ်မွေးလာပါတယ်။အခုပုံမှန်ပြထားတဲ့ကလေးကယောက်ျားဆန်စွာနဲ့ထက်မြက်သူပြစ်တာမို့သူမရဲ့မိခင်ကကလေးပေါ်အားမရပါဘူး။ဒါကတော့လက်ဝါးပြင်တိမ်မွေးလေးလေးညံပညာလန်းနဲ့ပေါင်းဆက်လေးလေးကံကောင်းလေးလေးဆိုတာပါပဲ။သူ့ရဲ့လက်ကလေးအောက်ကစားတဲ့နှလုံးလန်းကကလေးဟာအချစ်ရည်တွေမတွေ့သေးဘူးဆိုတာကိုမြင်သာစေပါတယ်။ဘူပင်တော့ကမရှိစာကူစာလေးလာသူဖြစ်ပါတယ်။ စိတ်ရှင်းတယ်လက်ရှင်းပါတယ်ဒူးဒူးချာချာဘာမှသားမှမပါပါဘူးဒီနေရာမှာမှတ်ချက်ကတော့ဒီကလေးဟာ၁၀တန်းကို၅ဘာသာဂုံတူးနဲ့အမှတ်900ကျော်ရရှိထားသူဖြစ်ပါတယ်တိမ်မွေ့နူးညံ့မှုရှိုံနဲ့ဘဝအဆင့်တန်းကောင်းတတ်တာကို ပြသတဲ့လက်တစုံပဲဖြစ်ပါတယ်နောက်ဆုံးတစ်ခုကတော့စတုကံရဲ့အာနိသင်ပဲဖြစ်ပါတယ်ပုံမှန်ပြထားတဲ့လက်မှာကံလန်းကပြတ်နေပါတယ်ထပ်ပြတ်တာမျိုးလည်းမဟုတ်ပါဘူးနည်းနည်းကွာဟနေပါတယ် ဒီလိုလက္ခဏာရှင်ကဘဝနေထိုင်ရမှာကတ်ခဲပါမယ်။ဒါဘူးစတုကန်ကလာပြီးပေါင်ခတ်ထားမယ်ဆိုရင်တော့ဒီပုပ်ကိုဟာသူ့ရဲ့အကတ်ခဲတွေကနေလွန်မြောက်စေပါလိမ့်မယ်။နောက်ထပ်လက္ခဏာတစ်ခုကတော့ကိုခန္ဓာထိခိုက်ချွတ်ယွင်းမှုဖြစ်ခဲ့တဲ့လက်ဝါးပြင်ပေါ်ကသေမင်းတမန်မဲ့တွေအကြောင်းပဲဖြစ်ပါတယ်။မဲ့တွေကပဲလက်ဝါးပြင်ပေါ်မှာပဲထွက်ရှိထွက်ရှိမကောင်းတဲ့အကျိုးကိုပဲပေးစွမ်းတဲ့သဘောရှိပါတယ်။တကယ်လဲဒုက္ခကိုပေးစွမ်းတာဖြစ်တဲ့အတွက်ကြောင့်မယုံမရှိကြုံမှသိပါလိမ့်မယ်။ အခုပုံမှန်ပြထားတဲ့လက်ဝါပြင်ရဲ့အင်္ဂါလွင်ပြင်ထဲမှာမဲတလုံးထွက်ရှိနေပါတယ်။ဒါကတော့ဘေးရန်ရဲကိုထိခိုက်စေတဲ့အကြောင်းတရားတစ်ခုဖြစ်ပေါ်စေမယ်။စပ်ပစ္စည်းလက်နက်ကိရိယာတွေကြောင့်ဘေးရန်ရဲကျုံမယ်။ကျုံထက်တဲ့ကိရိယာတွေကြောင့်ဒုက္ခဖြစ်မယ်။ကိုယ်ခန္ဓာကျိုးပဲ့မယ်။အတိုက်အခိုက်တွေပေါ်ပေါက်လာမယ်။ပြင်ပပျောကားတွေဝင်ရောက်နှောက်ယှက်မှုတွေဖြစ်ပေါ်လာမယ်။ဒီလိုသဘောရှိပါတယ်။ဒီလိုမဲ့တွေဟာမကောင်းကျိုးကိုပေးဆွမ်းမှာကတော့သိကြပါတယ်။အခုပုံမှန်ပြထားတဲ့လက္ခဏာရှင်က မဲ့မဲနဲ့နေတဲ့အချိန်ကာလမှာပဲခြေထောက်ကျိုးပဲ့မှုကိုကြုံတွေ့ခံစားရပါတယ်။ဒါကြောင့်လက်ဝါးပြင်ပေါ်မှာထွက်ရှိလာတဲ့အမှတ်အသားတိုင်းဟာအရေးပါအရာရောက်စေတဲ့ကံတရားတွေများစွာပေါ်ပြနေတာကိုလက္ခဏာရှင်တို့အနေနဲ့နားလည်ထားရပါမယ်။နောက်ထပ်လက္ခဏာတစ်ခုကတော့ရွှေတွင်းကြီးပိုင်ဆိုင်ထားသလိုမျိုးသုံးလို့မကုန်၊လူလို့မကန့်၊ကြွယ်ဝချမ်းသာပြီးခမ်းနားစွာနေထိုင်ရမယ့်လက္ခဏာပဲဖြစ်ပါတယ်။ပုံမှန်ပြထားတဲ့လက်ဝါးပြင်ကိုကြည့်လိုက်ပါ ညာလမ်းကြောင်း၊ကံလမ်းကြောင်း၊အောင်မြေလမ်းကြောင်း၊အသက်လမ်းကြောင်းတွေနဲ့တိဆက်ထားတဲ့လေးပုံစံ ဖြစ်နေတဲ့ရွှေတွင်းလက္ခဏာပါရှိခြင်းလက်သက်ကြွယ်အောင်တနင်္ဂနွေဂျူကုံဘောကဇီဒီမတ်သားလက်သံအောင်ဘုဒ္ဓဂျူကုံဘောကဒေါန်လိုက်မြင်းလက်မမှာလေးတော့ကွယ်အမတ်သားပါရှိခြင်းတင်းမှာဒီလိုလက္ခဏာရှိမဲ့ဆိုရင်တင်းလက်ထမှာငွေမပြတ်တတ်ပါဘူးငွေကြီးကံအထူးကောင်းမှုမဲ့လက္ခဏာဖြစ်ပါတယ်ပြည်စီဥစ္စာပေါ်ကြွယ်ဝမယ်ခန္ဓာရဲ့အိုးအိမ်တိုက်တာအဆောက်အုံကောင်းတွေယင်းတွေအများပြားပိုင်ဆိုင်မယ် ဘုရားတကကြောင်းမဖြစ်အမြဲတမ်းအလူကြီးပေးနိုင်ခြင်းသာသနာပြုပြီးကုသိုလ်ထူးကိုရရှိခြင်းစေလိုရာစေညိုနိုင်သူအကြီးအကဲဖြစ်ဘုံကံဩဇာကြီးပြီးစည်းစိမ်ကြွယ်ဝချမ်းသာခြင်းတို့ကိုမြေကြီးလက်ကပ်မလွဲရရှိစေမှာပဲဖြစ်ပါတယ်။နောက်မှသာတစ်ခုကတော့ကျေတရံမှသာပဲဖြစ်ပါတယ်။သူ့ကိုခရီးပွင့်လို့လည်းခေါ်ပါတယ်။ခရီးပွင့်သူမဟုတ်ကျေတရံအမှတ်သားပါရှိရင်အလွန်ကောင်းပါတယ်။ပြီးရင်ဒီအမှတ်သားကရှားလဲရှားပါတယ်။တနင်္လာဂျိုးခုံနားမှာပါတဲ့အတွက်ငွေကြေးကံပြိပကံကောင်းမယ်။ အသက်40ကျော်ပြီးရင်အိမ်ပိုင်ကားပိုင်နဲ့နေရပါလိမ့်မယ်။ဒူးချွန်ထက်မြတ်မဲ့သဘောရှိမယ်။အမှုပညာလုပ်ငန်းတွေလောက်ကရင်အကျိုးပေးမယ်။အောင်မြင်ကြော်ကြမယ်။စီးပွားရေးလူမှုရေးနယ်ပယ်မှာအောင်မြင်ကြီးပွားမယ်။ပုံမှန်ပြထားတာကတော့လက်မအရင်နာကတန်ကျိုးကွင်းဆက်ပဲဖြစ်ပါတယ်။သူကလက်မအရင်မှာကပ်ပါနေပါတယ်။အပြင်မှာတွေးရတဲ့တန်ကျိုးကွင်းဆက်လိုမျိုးအတိအကျပါနေပါတယ်။ သူကကြတော့လက်မှုပညာတွေသင်ယူရင်အမြန်နားလေတက်ကြွတက်ပါတယ်အသေးစိတ်သိမြင်တက်ပါတယ်နည်းနည်းပါနေရင်တော့မှအတော်ကောင်းပါတယ်နောက်တစ်ခုကတော့အဲ့ဒီလက်မမှာပဲစဘာစည်းလို့ခေါ်တဲ့ယဝအမတ်သားပါရှိနေပါတယ်စဘာစည်းလိုမျိုးလက်မမှာပါမယ်ဆိုရင် သူကစားဝတ်နေရမပူရတော့ပါဘူးမင်္ဂလာအချမ်းရံလို့ခေါ်ပါတယ်စနစ်တကျစူးမိစောင်းမိတဲ့သူတွေဟာဒီစဘာစည်းကြောင့်လည်းပြောနိုင်ပါတယ်စဘာစည်းမပါလဲအစဉ်ပြေတဲ့သူရှိနိုင်ပါတယ် စပားစီရောတန်ကျိုးဂွင်းဆက်ပါနှစ်ခုစလုံးပါတယ်ဆိုတော့ပိုကောင်းသွားမှာပဲဖြစ်ပါတယ်နောက်တစ်ခုကတော့အိမ်တော်ရေးလမ်းရဲ့အောက်မှာမြင်းပြိုင်ကတ်လျက်ရှိနေခြင်းပဲဖြစ်ပါတယ်ပုံမှန်ပြထားတဲ့လက္ခဏာရှင် အမျိုးသမီးရဲ့လင်ယောက်ကြားဟာကဲမဖြစ်သူနဲ့မာယွင်ခဲ့ပြီးကလေးတယောက်ရခဲ့ပါတယ်လက္ခဏာရှင်ရဲ့ညီမဖြစ်တယ်လို့သိရပါတယ်အိမ်တော်ရေးလမ်းရဲ့အောက်မှာမြင်းပြိုင်ကတ်လျက်ရှိနေခြင်းဟာလင်ငယ်မယားငယ်ပြဿနာကိုပြသနေခြင်းဖြစ်ပါတယ်ဒါပေမဲ့ဒီပြဿနာမှာ သူမကမလုပ်ပဲသူမရဲ့အမျိုးသားကကျူးလွန်ခဲ့ပါတယ်။ပြည်ပကိုထွက်ခွာသွားပြီးဖြစ်တဲ့သူမရဲ့အမျိုးသားကမရငယ်နဲ့အတူရှိမနေပဲသူမမှာပဲပြဿနာကရှိနေပါတော့တယ်။ညီမဖြစ်နေတဲ့အတွက်အရာရာကိုတာဝန်ယူပေးနေရပါတော့တယ်။ပြက်သားစွာလှုပ်လို့ကလည်းမရမိဘတွေရဲ့မျက်နှာကိုလည်းထောက်နေရတဲ့သူမရဲ့အဖြစ်ကရင်ထဲကိုမကောင်းနိုင်တော့ပါဘူး။ဒါကြောင့်မိမိတို့ရဲ့လက်မှာဒီလိုအမှတ်သားမျိုးပါလာခဲ့မယ်ဆိုရင်ကြိုတင်သိရှိပြီးသတိထားရှောင်ကျဉ်နိုင်ဖို့အတွက်ညဝီတင်ဆက်ပေးလိုက်ပါတယ် နောက်ဆုံးတစ်ခုကတော့ဗုဒ္ဓဂျိုခုံအောက်ကနှလုံးလမ်းကြောင်းနဲ့အလွန်နီးကပ်နေတဲ့ရောထွေးလိုင်းများစွာပဲဖြစ်ပါတယ်။ဒီလိုလမ်းတွေများစွာရှုပ်ရှက်ခတ်နေမှဆိုရင်လက္ခဏာရှင်ဟာငွေကြေးပေါင်းမြောက်များစွာကိုစီးမဲ့ကမ်းမဲ့သုံးဆွဲတတ်တဲ့သူမျိုးဖြစ်ပါတယ်။ကံလန်းတီယိုဆိုတာလူတိုင်းမှာပါတတ်တဲ့အရာတော့မဟုတ်ပါဘူး။ဒါပေမဲ့ပါတိုင်းလဲကောင်းတာတော့မဟုတ်ပါဘူး။ဒီအကြောင်းနဲ့ပတ်သက်ပြီးထူးခြားတဲ့ကံလန်းတီယိုရဲ့အကြောင်းကိုတင်ဆက်ပေးပါမယ်။ ကံလန်းတီယိုကောင်းသလားမကောင်းဘူးလားဆိုတာကိုသူစားထွက်ပေါ်ရနေရဖို့ပါကြည်ပြီးမှစုံဖြတ်တင်ပါတယ်။မွေးရပါကံလန်းကလူတချို့မှရှိနေတတ်ပါတယ်။တချို့ကလည်းကြိုးစားလာလို့ကံလန်းပြောင်းလဲလာတာကြီးလည်းရှိပါတယ်။တချို့ကကံလန်းကြောင်းကြီးဖျောက်တန်းနေတာကိုကြည်ပြီးတော့အရန်ကောင်းတယ်လို့ထင်နေတာတွေလည်းရှိပါတယ်။ကံလန်းကြောင်းကပြတ်တောက်ပြတ်တောက်ရှိနေရင်ကံဆိုးတာလို့ထင်တတ်ကြပါတယ်။အမှန်တော့ဒီလိုမဟုတ်ပါဘူး။ကံလန်းကြောင်းပြတ်တောက်ပြတ်တောက်ရှိတိုင်းလည်းကံမဆိုးနိုင်ကြလို့ ကံလန်းချောင်းကြီးဖြောက်တန်းတိုင်းလဲကံမကောင်းနိုင်ပါဘူးပုံမှာပြထားတဲ့ကံလန်းချောင်းကိုကြည့်ပါကံလန်းချောင်းကလက်ကောက်ဝတ်အောက်ကအရစ်လေးတွေစီကနေတဆင့်တက်လာပါတယ်အဲ့ဒီအရစ်လေးတွေရဲ့အလဲဘဟိုကနေတက်လာပြီးလက်ခလေအောက်ထိကိုရောက်ပါတယ်ဒါဆိုသူကကံလွန်ကောင်းနေတာလားမဟုတ်ပါဘူးအဲ့လိုလူတွေက ကို့အတွက်ဒါမှမဟုတ်တခြားသူတွေအတွက်ကိုငယ်ရွယ်စဉ်ကတည်းကကိုပဲတာဝန်ယူပြီးဆောင်ရွက်ပေးနေရတတ်ပါတယ် အဲ့ဒီလက်ကောက်ဝတ်အလဲဘဟိုက နေပြီးတော့ထိဆိုင်နေလို့ရှိရင်ပူဆွေးဝမ်းနေစရာကောင်းတတ်တဲ့အကြောင်းချင်းရာတွေကိုရင်ဆိုင်ရတတ်ပါတယ်။အဲ့ဒီတော့သူကကံကောင်းတာမဟုတ်တော့ပဲတောကတွေများနေတဲ့လူတူဖြစ်သွားရပါတော့တယ်။နောက်တစ်ခုကတော့ကံလန်းအားနေခြင်းပဲဖြစ်ပါတယ်။ကံလန်းအားနေနေရင်ဘာလုပ်ကြရမလဲ။ကံလန်းကအားနေပြီးကံကမလိုက်အလဲလဲအပြုတ်ပြုတ်ဖြစ်နေမှဆိုရင်တော့ဘာမှမလုပ်ပါနဲ့မရပါဘူး။ပုံမှန်ပြထားတဲ့နမူနာလက္ခဏာမှာ လက်ဝါးပြင်အလဲကကံလန်းအာမကောင်းပါဘူးအပြက်ပြက်တွေနဲ့ဖြစ်နေပါတယ်ဒါပေမဲ့လက္ခဏာရှင်ကအသက်30လောက်ပဲရှိနေပါသေးတယ်ဒါပေမဲ့သူ့အသက်50လောက်မှာတော့အောင်မြေးလန်းအာကောင်းနေတဲ့အတွက်ငယ်နေသေးရင်ဒီအချိန်မှာငြိမ်နေတာအကောင်းဆုံးပါပဲအဲ့ဒီအတွက်တော့ကုသိုလ်ကောင်းမှုတွေလုပ်ပေးရပါမယ်ပရာဟိတတွေလုပ်ပေးရပါမယ်ဒါမှပဲကံလန်းပြက်နေတာကျိုးနေတာတွေဟာပြန်ဆက်မိလာလိမ့်မှာပဲဖြစ်ပါတယ်ဒီနေ့လက္ခဏာဘုဒ္ဓတလေးကတော့ဒီလောက်ပါပဲ 阿龙，渲染界面哪家不是悉，样。